တက်ကအရာရှိတွေရဲ့သတင်းတွေဆိုရင်ဒီမြောက်ရီဒေတာမှာရှိတဲ့ငွေကြေးစည်းစိမ်မှုတွေဟာ BGF ကနေပြီးတော့ကကကြီးအထိရှိတယ်လို့ကျွန်တော်တို့သိရတယ်။ဒါကတော့တက်မတော်တွေကအရာရှိလက်ရှိအရာရှိတွေ CDM လုတ်ခဲ့တဲ့အရာရှိတွေတွက်ချက်မှုတွေကိုကျွန်တော်တို့ပြောနေတာဖြစ်တယ်။ဆိုတော့အဲ့ဒီနေရာမှာရတခါကိုပြင်ကြည့်မယ်ဆိုရင်လည်းမော်လမြိုင်မှာပြင်ကြည့်မယ်ဆိုရင်လည်းဒီကဆတ်တာ၄တို့ကကကြီးတို့အဲ့ဒီ နေရာတွေကို PGF ကနေပြီး scan ပတ်စံနေပေါ့နော်။သွားတဲ့စီစစ်မှုတွေက PSO တွေကသွားတယ်စစ်ဖက်လက်တော့စစ်ဖက်လက်တော့တွေကနေသွားတယ်။အဲ့ဒါမျိုးတွေစီစစ်မှုတွေရှိတယ်ပေါ့။အဲ့ဒီကတဆင့်နောက်ဆုံးပိတ်ဒီတက်ချုပ်ကနောက်ဖေးပေါက်တွေရောက်တယ်ဆိုတဲ့အတန်မျိုးတွေကျွန်တော်တို့ကြားရတာ။ဒါတဲ့တင်းနဲ့ပတ်သက်လို့ evidence ရှာမယ်ဆိုရင်တော့ evidence ရှာရတာခက်တယ်။ဒါပေမဲ့အဲ့ဒါတွေနဲ့အဲ့ဒါတွေနဲ့ပတ်သက်ရင်တော့တက်ထဲမှာတိထားပြီးသားတဲ့တင်းတွေဖြစ်တယ်လို့ပြောလို့ရတာပေါ့။ evidence ပြန်ကြည့်တဲ့အခါကျပြန်တော့ USIP ရဲ့ report အဆိုရဆိုရင်တစ်နှစ်တစ်နှစ်ကိုဒီ KNA ရင်းတော့တော့ဟာလာ BGF Karen ရဲ့နှစ်စဉ်ဒီ scam online နဲ့ဝင်နေဝင်ငွေရတ USIP report ပြောတာနော် cyber scam တွေဝင်နေဝင်ငွေရဒေါ်လာ3192တန်ရှိတယ်လို့သူတို့ report မှာတင်ပြထားတယ်ဒီကိန်းကနေဘယ်ရလာလဲဆိုတော့ကျွန်တော်တို့မသိရပါဘူးမြင်တဲ့သူရဲ့တွက်ချက်မှုရ192တန်ရှိတယ်အဲ့192တန်လဲက 90ရာခိုင်နှုန်းကတက်ကိုစီးစင်းတယ်လို့သူကဘိုးထဲမှာဆိုထားတာရှိတယ်။ဆိုတော့ဆိုတော့ကျွန်တော်ဒီနေ့ခုနကကျွန်တော်ဘိုးချုပ်မြို့မိုးအောင်ကိစ္စကိုကျွန်တော်ပြောရဲဆိုရင်ဒီနေ့ဟဲ့လားအခုဒီနေ့ဒီအချိန်မှာရတခါမှာတာဝန်ကျနေတာဘယ်သူလဲဆိုရင်ဟဲ့လားဘိုးချုပ်ကြော်လင်းမောင်တိုင်းမှုဖြစ်တယ်။အတက်မှမူဆိုရင်တော့အာဘုံမွေးညီညီဦးဖြစ်တယ်ပေါ့။ဆိုတော့သူတို့တွေကဒီချိန်မှာတာဝန်ရှိတယ် ာဝန်ရှိတဲ့ဆိုရင်အဲတို့လူမျိုးတွေကိုအခုလိုမျိုးကြားပြန့် operation လုပ်နေတဲ့ကာလမှာတို့ promotion ပေးမှာလားဒါမှမဟုတ်တို့ရောစစ်တပ်ကထိုးချွေးမှာလားဘာကြောင့်လဲဆိုတော့လောက်ကင်မှာလည်းအလူကန္နာမျိုးတွေကျွန်တော်တွေ့ခဲ့ဘူးလေလောက်ကင်မှာဆိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်လောက်ကင် BGF တစ်ခုလုံးနဲ့မြန်မာထိပ်ပိုင်းဗိုလ်ချုပ်ကြီးတွေအားလုံးနဲ့ဆက်နွယ်မှုတွေအကြီးဆိုတာကျွန်တော်တွေ့ရတယ်ဆိုတော့ဒီခုဒီကျေကုတ်ကိုကြည့်မယ်ဆိုရင်လည်းဟာလက်ရှိတိုင်းမှုနဲ့တက်မှမှု တမ44တမမှုတွေကိုစစ်တပ်ကဘယ်လိုကင်တွင်မလဲဆိုတာကျွန်တော်ကြည့်ရမှာဖြစ်တယ်โอเคအခုလက်ရှိအခြေအနေမှာတော့လာရှုကုတ်ကတော်တော်လေးလွတ်လွတ်ခက်ခက်ဖြစ်နေတယ်ဟာတချို့ကလည်းဒီဒီလွတ်လွတ်ခက်ခက်ဖြစ်နေတဲ့အပေါ်မှာရုပ်ရှင်ရိုက်တာဟာဒီဖန်းစီပြတာဆိုတဲ့ပုံစံမျိုးဝေဖန်မှုတွေကလည်းတစ်ချိန်ထဲမှာထွက်ပေါ်နေရပါလေ။ဘာကြောင့်လဲဆိုတော့ KK ဘက်ကိုဖြုတ်ခွင်းတော့ဟာ KK ဘက်ကိုဖြွင့်ပေးလိုက်တဲ့အချိန်တုန်းကဆိုလို့ရှိရင် လာဒီဖွင့်ပေးလိုက်တဲ့လူတွေအားလုံးကမြောက်ရီမြို့နယ်တဲ့နဲ့အနည်းဆက်တရားနေရာတွေမကပဲနဲ့ထိုင်းဘက်ကိုပါကူးပြီးတော့အကုန်လုံးပြန့်နှံ့သွားတဲ့အခြေအနေမျိုးပေါ့နော်အခုရွှေကုတ်ကမှဒီတဲ့အစာပေါင်းများစွာကြီးတဲ့ရွှေကုတ်ကမှအဲ့ဒီအခြေအနေတွေမတွေ့ရဘူးဆိုတော့ဒါရုပ်ရှင်ရိုက်တာလားဘာလို့တာလဲဆိုတော့တန်တရားတွေနဲ့တခါတည်းပေါ့နော်ဟိုမေးနေကြတာရှိတယ်ဒီတဲမှာတော့ခုနလို BGN နဲ့စစ်တပ်နဲ့ဥဆောင်ရဲတပ်ဖွဲ့ကဝင်ပြီးတော့လုပ်နေတဲ့ဟို ရိုက်ကူးထားတဲ့ဟာတွေပြန်လွှင့်လာတော့ကျွန်တော်တွေ့ရတယ်ကျွန်တော်တစ်ချိန်တည်းမှာပဲခုနလိုတန်တရားတွေထွက်လာတာလဲတွေ့နေရတာပေါ့လေဒါပေါ့ဆိုတော့ကျွန်တော်မြင်တာတော့ရုပ်ရှင်ရိုက်တာလားဆိုရင်တော့ဂျုံညှိထားလို့ပေါ့ဆိုတော့ဂျုံညှိထားလားဆိုရင်တော့ time report တွေရာဆိုရင်တော့ဒီရွှေကုတ်ကိုဝင်မဲ့ကိစ္စကိုအာနေ့ရက်၃ရက်ကြိုးပြောထားတာရှိတယ်အဲပြန်မရှောင်ဖို့ဆိုတာပြောထားတာရှိတယ်ပေါ့ဆိုတော့ဒါကြိုပြီးညှိနှိုင်းထားတယ်လို့ပြောလို့ရတော့နောက်တစ်ခုကတော့ဒီရွှေကုတ်ကိုမှအဓိကပါဝင်တဲ့တရုတ်တွေ ီဘက်ခေါင်းဆောင်ပိုင်းကဏ္ဍတွေပေါ့နော်အဲ့ဒီသူတွေကထိုင်းဘက်ကိုကူးမလာဘဲနဲ့ဘယ်ကိုရောက်နေသလဲဆိုတော့မေးခွန်းတွေပေါ့ဆိုရင်တော့ကျွန်တော်တင်တဲ့အဲ့ဒီသူတွေကတော့ကျွန်တော်တို့လောက်ကင်မှာဖြစ်ခဲ့တဲ့ကိစ္စတွေလိုပဲသူတွေအကုန်လုံးကတော့ပြည်ထဲကိုပဲသွားကြမယ်ထင်ပါတယ်ပြည်ထဲမှာသွားတဲ့အခါကျရင်လည်းသူတို့တဲ့လုံခြုံနိုင်တယ်သူတို့အကောက်ွယ်ပေးနိုင်တဲ့သူတွေရှိနေတာအောင်ဆိုတော့အဲ့ဒါမျိုးလည်းဖြစ်သွားနိုင်တယ်နောက်တစ်ခုကတော့သူတို့ပြည်တွင်းကသွားတဲ့အခါကျရင်လည်းကျွန်တော်တို့အခုဆိုရင်ပဲကြားနေရတာရှိတယ်ရန်ကုန်တို့မန္တလေးတို့မှာ scam online တွေစပြီးဖွင့်နေပြီအရင်တည်းကလည်းဖွင့်နေကြတာရှိတယ် ဆိုတော့အဲ့နေရာတွေကိုပြန်သွားမလားဆိုတာမျိုးပေါ့နော်။တော့တို့ကတော့ကင်ဆာလို့ပဲတို့ကတော့ပြန့်နှံ့နေမှာပဲ။ဆိုတော့အခုတို့တွေကတော့ time back ကိုကုလာတာကျွန်တော်မတွေ့ရတော့ဘူး။ဟုတ်ကဲ့ကျွန်တော်ဒါကတော့ယင်အလွန်ကိုအင်မတန်မှစိုးရိမ်စရာကောင်းတဲ့အခြေအနေလို့ပြောလို့ရတာပေါ့နော်။ဒီနေဆက်ဒေတာတွေကနေပြီးတော့ပြီမတဲ့ခုနကကျွန်တော်ပြောသလိုရန်ကုန်မန်းလေးနေရာတွေကိုပြန့်နှံ့သွားပြီးရောက်ရှိသွားပြီဆိုတော့ ကျောင်းနိုင်ငံအတွက်အရန်စိုးရိမ်စရာကောင်းတဲ့အခြေအနေလို့ပြောလို့ရတာပေါ့နောက်တစ်ခုကကြတော့ဟလာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟလာထိုင်းမြန်မာနယ်စပ်မှာ KK ပတ်ဖြိုခွင်းမှုတွေပါနေဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအာဏာသိမ်းဒီစစ်ကော်မရှင်ရဲ့ဒီပြန်ပြန်ကြားရေးတာဝန်ခံဗိုလ်ချုပ်စောမြင့်ထွန်းပြောသားကထွက်ရှင်းတာတွေ့ရတယ်ဒါထွက်ရှင်းကမှပြောချင်တာဒီနယ်စပ်မှာဟလာ KK ပတ်ကို KNU ကလုတ်တယ်ဆိုပြီးတော့ဒီဘောင်တွင်းပြီးတော့ ဒီဝါရဖြတ်နေတာကိုတွေ့ရတဲ့တစ်ချိန်တည်းမှာပဲဒါပေမဲ့သူတို့ဟိုနဲ့ဆက်ဆက်တဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ခုနလို DKB တို့ BGF တို့နဲ့လုပ်နေတဲ့အခြေအနေတွေကိုတစ်ချိန်လုံးကာဗာလုပ်ပြီးပိတ်ထားခဲ့တဲ့အခြေအနေကနေပြီးတော့အခုဒီအခြေအနေကိုရောက်လာတာပေါ့နော်အခုတော့သူထုတ်ပြောရပြီလာဒီ DKB တို့လုပ်တယ်တို့လာဒီ BGF အမြီကန်ဆိုပြီးတော့တုံးသွားတာတွေ့ရတယ်ဒီဘုံဘုံမီဆော့ချစ်သူတို့ BGF အဖွဲ့ကလုတ်တယ်ဆိုတော့အားမျိုးတိုက်ရိုက်မပြောပါဘူး ်ဘီဂျီအမေရိကန်လို့သုံးနှုံးသွားတာတွေ့ရဒါပေမဲ့ဒါကတော့စိတ်ဝင်စားစရာတစ်ခုပေါ့လေဒါပေမဲ့အဲ့ထက်ဟိုစိတ်ဝင်စားစရာကောင်းတဲ့အချက်ကိုလည်းကျွန်တော်တွေ့ရအဲ့မှာဒီအမေရိကန်ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ scan center strike food ကိုဖွဲ့တဲ့ဖွဲ့ပြီးတော့ဒီအရောလောက်ရတဲ့ဒီစီမံကိန်းဟာဒီ hidden agenda ဖြစ်လိမ့်မယ်ဆိုတော့သူသုံးသက်ချက်တစ်ခုကိုပြောသွားတာတွေ့ရတယ်။ဒါနဲ့ပတ်သက်ပြီးလည်းကိုယ်ဆွေးနွေးပါအောင် hidden agenda လို့ပြောသွားတယ်ဆိုတော့ तू ကတော့သူ့မှာနည်းနည်း show ွက်တဲ့ရွေးချယ်တဲ့ sorry show ွက်နည်းနည်းတဲ့ show ွက်နည်းနည်းတဲ့ရွေးချယ်တွေရှိတယ်လို့ပြောသွားတာပေါ့နော် hidden agenda ဆိုတော့တခြားမဟုတ်ပါဘူးဒီဘက်ကအတိုက်ကံတွေလက်နက်ပေးပြီးတော့အကူအညီတွေပေးပြီးတော့သူတို့အစိုးရဖြုတ်ချဖို့ကြံနေဆိုတဲ့သဘောကိုသူကပြောသွားတာတဘောရှင်းပါတယ်ဆိုတော့အဲ့ဒီအတိတ်ကပုံမှန်လည်းမဟုတ်ပါဘူးဆိုတော့ဒီလို American ပါလာပြီဆိုရင်ဒီလို conspiracy theory တွေကတော့အများနဲ့ရှိကြတာဖြစ်ပါတယ်အရင်ကလည်းရှိတယ်ဒီလိုပဲ အမေရိကန်ဒီရင်မြန်မာနိုင်ငံမှာရှိတဲ့ဒီအာဏာရှင်ဖြုတ်ချရေးချိုးပတ်မှုတွေမှာလည်းအဲပါဝင်ခဲ့တာရှိတယ်၊ကူညီခဲ့တာရှိတယ်ပေါ့နော်။ဆိုတော့ဒါဒီလိုအစဉ်လာလည်းရှိခဲ့တဲ့အတွက်ကြောင့်ဒါကြောင့်သူက hidden agenda ဆိုတဲ့စကားကိုသုံးသွားတယ်လို့ကျွန်တော်တော့အဲ့လိုပဲအဲ့လိုပဲထင်တယ်။ဆိုတော့နောက်တစ်ခုကတော့ဒီအမျိုးသားရေးကိစ္စပေါ့။အမျိုးသားရေးတာဝန်ဖြစ်နေဒီဒီအရာတွေကိုအပြည့်ပြတ်ချိန်မုံးမယ်ဆိုတဲ့စကားမျိုးပေါ့။မြန်မာစစ်အစိုးရလက်ထက်ဆက်ဆက်တိုင်းမှာအမျိုးသားရေးတာဝန်ဆိုပြီးတော့ ချိန်မိုးခဲ့တာတွေကနည်းတာမဟုတ်တော့ဘူးဆိုတော့အခုဒီလေသူချိန်မိုးမယ်ဆိုတော့ဗျာဒါပေမဲ့ဒီပြဿနာကကျွန်တော်ကဂျာရာကြီးစားဖြစ်နေကိုဇော်မင်းဘုဂျိုဇော်မင်းတွန်းနာမည်ပြောတဲ့ကျွန်တော်နည်းနည်းပြုံးကျင်တယ်ဘာလဲဆိုတော့ပြဿနာကဘာလဲဆိုတော့ဒီဒီဒီ scam online center ကိုပါဝင်ပတ်သက်နေတဲ့သူတွေကဒီ scam online ကိစ္စကိုအမျိုးသားရေးတာဝန်ဖြစ်နေချိန်မိုးမယ်လို့ကြုံသွားတယ်ဆိုတော့ကျွန်တော်တက္ကသိုလ်ကနည်းနည်းရည်စရာတော်တော်ကောင်းနေတယ်ဗောနော် ခုနဟေဒန်အာဂျင်နာဆိုတာလဲတော်တော်ကိုပြုံးစရာကိစ္စတခုပဲခုနကျွန်တော်ပြောတဲ့အာတိုက်ခံတွေကို support လုပ်မလားဆိုတဲ့ကိစ္စအပြင်ဘေးနားမှာရှိတဲ့အင်ဒီဂျင်နိုင်ငံကြီးတခုကို American လက်ညှိုးထိုးနေသလားဆိုတဲ့လဝါရိုက်ထားတဲ့ကိစ္စတခုလည်းရှိမှာပေါ့တရုတ်ကိုပြောတာဆိုတော့အဲ့ဒါမျိုးတွေပေါ့ဒါအတော့သူကသူကဘူဂျုတ်ဆော်မင်းတွန်းကအဲ့ဒါကိုထွက်ပြီးတော့သူကတော့ပြောသွားတာပေါ့နော်အဲ့တော့ဘူဂျုတ်ဆော်မင်းတွန်းပြောသွားတဲ့ Hidden Agenda ဆိုတာမျိုးပေါ့နော်အဲ့ဒါကိုတရုတ်အစိုးရကလက်ခံနိုင်တယ် ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံမှာအမေရိကန်ကပါဝင် ပတ်သက်နေမယ်ဆိုရင်တရုတ်ကသူ့အနေနဲ့အပိုင်စားရထားတယ်ဆိုတော့မြန်မာလူပြည်နယ်မျိုးကိုတခြားနိုင်ငံကြီးကဝင်ရှုပ်တယ်လို့ခန်းစားရတာဟုတ်တယ်မလားအဲ့ဒါကြောင့်မကြာခင်တော့ကအမေရိကန်အောက်လွှတ်တော်မှာမြန်မာအရေးကိုဆွေးနွေးခဲ့တဲ့ကိစ္စဆိုရင်လည်းအထူးသဖြင့်မြန်မာစစ်တပ်ထက်ဆိုင်တရုတ်အစိုးရပုံပြီးစိတ်ဝင်စားစောင့်ကြည့်တာမျိုးကိုလည်းတွေ့ရတာပေါ့လေကျွန်တော်ဒီမှာအခုက ကွန်ဆိုပြောတရုတ်ဆိုတဲ့အချက်ပါလာပါเนาะတကယ်တမ်းကျတော့အခုဒီအခြေအနေတွေဖြစ်ပေါ်လာတဲ့ဟာပေါ့เนาะဒီ American ကနေ scam center strike folk ကိုဖွဲ့စည်းလိုက်တယ်ဆိုပြီးတော့ကြီးညာလိုက်ပြီးတဲ့နောက်တစ်နှစ်ရက်မှာတရုတ်ရဲ့ဒီမြန်မာလာကမ္ဘောဒီးယား VNN ထိုင်းပါတဲ့ဒီ6နိုင်ငံဟိုဆွေးနွေးပွဲတွေလုပ်ခဲ့တာရှိတယ်ဒီဟာတွေဟိုကြားဖြန့်တိုက်ဖြတ်ရေးဆိုပြီးတော့လောက်လာတာပြတရားပြီးမှအခုရွှေကုတ်ကိုဝင်လာတဲ့အချက်တွေကျွန်တော်တွေ့ရတာပေါ့နော်ဆိုတော့ ီမှာတရုတ်ရဲ့အခန်းကဏ္ဍဘယ်လိုရှိနေမလဲဆိုရစဉ်းစားချက်ဖြစ်လာတာပေါ့လေသူကဘယ်လောက်ထိပါဝင်ပတ်သက်နိုင်တယ်လဲသူရဲ့အခန်းကဏ္ဍဘယ်လောက်ရှိနေမလဲပေါ့အများကြီးပါဝင်ပတ်သက်တယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ကဒီ2024 2025ပြန်ကြည့်မယ်ဆိုရင်ဒီဒီ operation လုပ်ခဲ့တဲ့ကိစ္စတွေပေါ့နော်မာဒီ scam center operation ကိုမြန်မာနဲ့တရုတ်ကျမ်းမှာပူးပေါင်းပြီးလုပ်ခဲ့တာရှိတယ် ဘုရားဆိုမင်းတို့ထပ်ပြောသွားတယ်ရှင် trilateral ဆိုတော့ထိုင်းမြန်မာတရုတ်သုံးဖွင့်ဆိုင်ပူပေါင်းပြီးတော့ဒီကိစ္စအောင်နှိမ်နှင်းမယ်ဆိုတဲ့ကိစ္စပေါ့ဒီအဖွဲ့အတန်ညီသွားပြီဆိုတော့ပြောလို့ရတယ်ဆိုတော့ကျွန်တော်2024နဲ့2025မှာကျွန်တော်တို့ဒီ high level visit တွေပေးသွားခဲ့လဲပေါ့ထိုင်းကဘုจุကြီးတွေနေပြည်တော်သွားခဲ့တာရှိတယ်ထိုင်းကဘုจุကြီးတွေတရုတ်ကိုသွားခဲ့တာရှိတယ် တရုတ်က public security ministry လို့ခေါ်တဲ့ American American ပုံစံနဲ့ပြောမယ်ဆိုရင် FBI လို့ပြောလို့ရတဲ့ဒီ ministry တွေကနေပြီးတော့ဝန်ကြီးတွေမြန်မာကိုလာခဲ့တာရှိတယ်ထိုင်းကိုလာခဲ့တာရှိတယ်ဒီဒီအဲ့နှစ်ကကဏ္ဍဟာပြင်ကြည့်မယ်ဆိုရင်ထိုင်းမြန်မာတရုတ်ကြားထဲမှာဒီ scam center operation နဲ့ပတ်သက်ပြီးတို့မှာကြိုတင်စီစဉ်မှုတွေရှိနေပြီးဖူးပေါင်းဆောင်မှုတွေရှိနေပြီးဆိုတော့ကျွန်တော်တို့တီလင်းမြင်ရတာဖြစ်တယ်